ော်မင်းတို့ပြောတဲ့တုံးကဒါငါတို့ကအတော့မပြတ်ဘူးအတက်လည်းမပြောက်ဘူးအဲ့ဒါမင်းတို့ဆူတော့ဆူတော့မင်းတို့ PDF တွေအချင်းချင်းမျိုးချင်းချင်းပါလေချင်းချင်းပြနေမှာဒီကောင်လည်းနောင်းနေကိုငါးစားကျွေးမယ်ခွေးစားကျွေးမယ်လရသာကျွေးမယ်တော်လေးသမားတွေချစ်ကောင်စီကတို့ရံသူလို့ဝေါ်ထားပါတယ်ဒါပေမဲ့ဒေတာကန်ပြည်သူတွေကတော်လေးသမားတွေထောက်ခံကြတယ်အဲ့ဒါလို့ထောက်ခံနေတဲ့အတွက်တို့ရံသူကိုထောက်ခံအားပေးတဲ့သူကတို့ရဲ့ရံသူလို့ပဲသတ်မှတ်လိုက်ကြပါတယ် ဟိုင်းချယ်ရမီဘာပီတူညီကိုမော်မမများအလုံးမဲ့မင်္ဂလာပါ news beat channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ13ရက်နေ့ကျွန်တော်အင်္ဂါနေ့နေ့ခင်းမှတစ်ဖက်ဗီဒီယိုတပိုးအနေနဲ့ကတော့ဒီနေ့ခင်းမှကျွန်တော်နောက်ဆုံးချက်တည်တဲ့တော်လန်သတင်းထူးများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကျောင်းတဲ့သူစာဆုံးကြည့်ရှုပြီးကြောက်ဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲသတင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပိုးအနေနဲ့ကတော့စကိုင်းတိုင်းဒီပဲမျိုးနယ်မှာစစ်တပ်ကစာတင်ကြောင်းလိန်နဲ့ဘုံချင်မှုကြောင့်ကျောင်းသားကျောင်းသူ20ဦးနဲ့ဆီယမ90ဦးတည်ဆုံးခဲ့တယ်ဆိုပြီးတော့မှာကုလသမဂ္ဂမှာ တာမကြီးဦးကျော်မိုးထွန်းကနေပြမတင်ပြပြောဆိုလိုက်တာပဲဖြစ်ပါတယ်။မေလ12ရက်နေ့နဲ့ပိုင်းစိုးစုကနေပြမစကိုင်းတိုင်းဒီပဲမြို့နယ်အိုထင်းကွင်းရွာမှာရှိတဲ့စာတင်ကျောင်းလေးကျောင်းကတဆင်တိုက်ခိုက်ခဲ့လို့ကျောင်းဆရာမနှုတ်နဲ့ကလေးငယ်20ခန့်တေဆုံးမှုများစွာတိုက်ခိုက်ဒဏ်ရာမှုတွေလည်းရှိခဲ့ပြီးတော့အဲ့ဒီဖြစ်ရဆိုရင်တကူထဲမဟုတ်ဘဲနဲ့တစ်ဖက်မှာဆိုလဲစကိုင်းတိုင်းလုံခဲ့တဲ့တလားကျော်ကာလအတွင်းဖြစ်ပေါ်ခဲ့တဲ့ပြည်ဟခွန်းတဲ့တမခွန်းတဲ့အစဉ်ရှိတဲ့ငလင်တန်ပြေဆုံးတိုက်ခိုက်ခံရတဲ့ဒေတာတွေထဲကတကူဖြစ်တယ်ဆိုပြီးတော့မှတာမကြီးကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ် အချမ်းမဆိုးစုကလည်းဗြဟ္မာနေ့စဉ်မစင်မချင်းကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ဘုံကျချင်းတို့ကိုအရတတိခိုက်မှုနစ်နာမှုတွေနဲ့အဆောက်အဦတွေပစ္စည်းဆုံးရှုံးမှုတွေကိုအလုံးမင်းဖြစ်ပေါ်စေဗြဟ္မာစင်စစ်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်တွေရာဆိုရင်ကောင်တယ်ပို့ဖို့တောင်ရွေးကြရတဲ့အဆောက်အဦတွေဖြစ်တဲ့စာတင်ကျောင်းတွေနဲ့စေုံတွေပေါ်မှာအများဆုံးတိုက်ခိုက်စေတဲ့ဆိုပြီးမှတာမကြီးဥကြုံမှုထွက်နေဗြဟ္မာဆက်လက်ပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့တာမကြီးကတော့အခုဆိုရင်၄၆အုပ်စုတွေရဲ့ပေါ့နော် ပြောင်းပြောင်းတင်းတင်းနဲ့ဆေးဥပဒေတွေကိုချိုးဖောက်ပြီးတော့မှဆေးရဆမှုများစွာကျွလွန်နေတာကိုဘုဆိုရနိုင်ငံတကာကနေပြီးတော့မှတရှိအောင် ခုလိုမျိုးချပြပြောဆိုနေတာပြီးတော့မှနိုင်ငံတကာဖွဲ့စည်းတွေအနေနဲ့တီဟီရောရောနဲ့ပေါ့နော်အရေးယူရမယ့်ချိန်ပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ကရင်ပြည်နယ်လိုင်းပွဲမြို့နယ်ဒေါနာတောင်တန်းရှေချမ်းနော်တရတောင်ချေမှာရှိတဲ့တာလဲဘျူအစခန်းကိုကဲညူကတိုက်ခိုက်ခဲ့လို့စခန်းမှာကြောက်ဖို့စစ်တပ်ကနေပြီးတော့မှလေကြောင်းပစ်ခုသုံးပြီးတော့မှခုခံနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ထိုင်းနယ်စပ်အနီးကတခေါ်ပြီးခွေးစကောင်တင်းလဲတဲ့နေမှာပဲညပိုင်းမှာတာလီဘီယာစကောင်ကေညိုကနေပြတော့တပါတဲ့တိုက်ခိုက်ထားတာပဲဖြစ်ပါတယ်တာလီဘီယာစကောင်ဆိုရင်အဲ့ဒီဒေတာတွေမှာကြီးဆုံးစကန်ဖြစ်တယ်လို့လည်းကျွန်တော်နောက်ထပ်ပြတာဖြစ်ပါတယ်လိုင်းဘွဲမျိုးနဲ့ဒေါ်နာတောင်တန်းရှိဘက်ကထိုင်းနယ်စပ်တချို့မှာဆွဲထားတဲ့စကောင်စစ်တပ်စကန်တွေကိုကေညိုကနေပြတော့တိုက်ခိုက်တင်းယူနေတာဖြစ်ပြီးတော့အခုနဲ့တွင်းမှာပိုလူတူကလေဒီမော်ဖာတူတခေါ်ဘီခွေးစကန်ဆရဲပေါ့နော်စကန်တွေအားလုံးကိုခုဆိုရင်တိုက်ခိုက်တင်းပိုက်ပြီးပြီပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ခုဆိုရင် ထိုင်းနယ်စပ်တကြောမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေတစ်ခုပြီးတစ်ခုကန်ယူကနေပြန်မတောက်လျှောက်သိမ်းပိုက်နေတာပြပြမှာကျတို့အားလုံးအနေနဲ့တိုက်ခိုက်သိမ်းပိုက်ပြီးပြီဆိုတာနဲ့ထိုင်းနိုင်ငံနဲ့ပေါ့နော်ကုလူစစ်တွေတဲ့နေရာမှာလည်းအရေးပါရရောက်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့နေခင်းမိုင်းမှာပြမဆုံးနေတဲ့အချက်မှာကတော့ဒီလိုမျိုးစစ်ကောင်စီကနေပြန်မဒီပဲမျိုးနဲ့မှာဘုံကျက်တိုက်ခိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှာ ကျွန်တော်ကလေးသူငယ်များစွာထိခိုက်ဒေဆုံးမှုတွေများစွာဖြစ်တယ်ဆိုတဲ့အကြောင်းကိုရဲဘော်ရှယ်လင်းရဲ့မြေတမတေချာလေးရှင်းပြထားတာဖြစ်ပါတယ်ရဲဘော်ရှယ်လင်းဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လေးရအောင်နော်ဒီနေ့မနေ့ပိုင်းစင်နာရီဝင်းကျင်မှာမီလာ၁၂ရက်နေပေါ့ဗျာဒီပိုင်းမျိုးနဲ့အိုးထိန်တွင်ကျေးကစာသင်ကျောင်းကိုအချမ်းဘက်ဖက်စစ်တပ်ကလေကျောင်းကနေပြီးတော့ဘုံကျဲတပ်ဖြတ်မှုအတွင်းမှာဝချင်းပြီး၂၂ဦးသေဆုံးပြီးတော့ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိမှုအယောက်၄၀ကျော်ရှိပါတယ် ကနေ့ကြာတိနေတဲ့သတင်းတွေအကြားတင်းကြံတဲ့ဒဏ်ရာရရှိမှုတွေနဲ့အတူကျွန်တော်တို့ clinic တွေထပ်မံပြီးတော့အသက်တွေဆုံးရှုံးနေရတဲ့အတွက်အယောက်90ဝန်းကျင်အထိရှိနေပြီလို့လည်းကျွန်တော်ကြာတိထားရပါတယ်ဟုတ်ပြီ jet fighter နဲ့ပြစ်သွားတယ်လက်နက်ကြီးနဲ့ပုံချဲသွားတယ်အဲ့ဒီလက်နက်ကြီးဟာကျောင်းပေါ်ကိုတဲ့တဲ့ပြစ်ချသွားပြီးတော့မြေပြင်ပေါ်မှာပြန့်ကျဲသွားပြီးတော့နှစ်ဆင့်ကွဲသုံးဆင့်ကွဲပေါက်ကွဲပျက်စီးသွားတာဖြစ်တယ်လို့ဒေတာကန် ဒါတာဝန်ရှိတဲ့သူတွေကပြန်လည်ပြီးတော့တပြတ်ထားပါတယ်တိစုံသွားတဲ့ဒံယာရစရင်တွေတိစုံသွားတဲ့စရင်တွေကိုကောက်ရှူနိုင်ဖို့ထပ်မံပြီးတော့စရင်လုံနိုင်ဖို့ကိုကြိုးစားနေရပါကြောင်းစစ်ကောင်းကြီးစွာနဲ့ကျွန်တော်တင်ပြလိုက်ပါတယ်ဟုတ်ပြီဒါလေးကိုကိုင်းစင်းပြီးတော့အတတ်နိုင်ဆုံးဝိညာဉ်ကူညီမှုတွေနဲ့ တတ်နိုင်ဆုံးစေဝါကုသနိုင်ဖို့ကိုလည်းပဲကျွန်တော်တို့ပြည်သူလူလူနဲ့အတူကျွန်တော်တော်လန်သောတပ်ဖွဲ့ဝင်တွေပူပေါင်းဆောင်ရွက်နေတာကိုတော့ကျွန်တော်မိပါတွေကိုတင်ပြပေးချင်ပါတယ်အဲဒီမှာပါတဲ့အသက်အရွယ်အနေဆုံး၈နှစ်အရွယ်ကလေးငယ်တွေအပါအဝင်73နှစ်74နှစ်75နှစ်76နှစ်78နှစ်ကလေးငယ်တွေပါတည်ဆုံးခဲ့ရပြီးတော့အဲ့ဒီမှာ တည်ဆုံးခဲ့တဲ့ဆရာမတွေရဲ့အသက်ဟာ23နှစ်နဲ့24နှစ်ဖြစ်ပါကြောင်းတနအူးသိရှိထားရပါတယ်သူမျိုးအကျန်းဖက်တက်ဖြတ်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိပါတယ်ဘယ်လိုမျိုးမှတ်ချက်ပေးချင်ပါလဲကျွန်တော်ရဲ့ဗီဒီယို comment မှာမိမိတို့ရဲ့မှတ်ချက်အသေးသေးကိုရေးပေးခဲ့စီလိုပါတယ်ဒါကျွန်တော်နိုင်ငံအတွင်းထဲမှာ အကျံဖတ်ရုပ်မှာရက်ဆက်နေတဲ့သူတွေရဲ့လုံရက်အပေါ်ကျွန်တော်တို့ပြည်သူတွေရဲ့တကယ်ခန်းစားရတဲ့ခန်းစားချက်တွေအားလုံးကိုသိစေလိုတဲ့ဆန္ဒလဲပါပါတယ်ဟုတ်ပြီဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့ဟိုဘက်ရောက်ကကောင်းတွေကသတင်းတူသတင်းလိမ့်ဘလူတွေတော့ပြောနေလဲဆိုတော့အဲ့ဒီစာသင်ကျောင်းထဲမှာကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလက်လုံဘုံတွေ လုတ်နေတဲ့အချိန်မှာလက်လုတ်ဘုံပောက်ကွဲပြီးတော့စာတင်ချောင်းပောက်ကွဲမှုဖြစ်သွားတယ်အဲ့ဒီကလေးငယ်တွေတည်ဆုံးသွားတယ်ဆိုတဲ့တည်မဟုတ်မမှန်ထုတ်ပြန်လာပါတယ်ဘလောက်တောင်အော်ဖို့ကောင်းလဲဘလောက်တောင်ပုံတော့မဲ့လုံးလဲဆိုတာကိုပြရမှာဖြစ်တယ်ဒါတော့ရေပေါ်ရှင်းလေးရနေပြီးတော့မှာပေါ့နော်ကျတော့ ဒီအိုထင်းတွင်ကျွေးရမှာစစ်ကောင်စီနဲ့မြန်မာစာတင်ကြောင်းမှာဘုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ဒီအစီအုပ်ပြန်ပြီးတော့ပြောဆိုထားတာဖြစ်တယ်ကျွန်တော်တို့အားလုံးလည်းသိရှိထားတဲ့အတိုင်းဆိုဆိုအနေနဲ့ကတော့ဒီလိုမျိုး20 30ထပ်ပြီးတော့ပေါ့နော်ပေါက်ကွဲစင်နေတဲ့ cluster bomb တွေကိုတုံးပြပြီးတော့တိုက်ခိုက်သွားတာဖြစ်ပြီးတော့ကျွန်တော်တို့ဒီကလေးသူငယ်တွေကဆိုရင်တော့များစွာတိုက်ခိုက်တိုက်စုမှုတွေဖြစ်ပေါ်စေခဲ့တာပဲဖြစ်ပါတယ်ညပိုင်းမှာဆိုလည်းဒီကောင်တွေကနေပြီးတော့အဲ့ဒီနယ်တဝိုက်ကိုပဲထပ်မံဘုံကျဲခဲ့တယ်လို့ကျွန်တော်တို့သိရတာဖြစ်ပြီးတော့ဒါကတော့စစ်ကောင်စီအနေနဲ့ကတော့ သူတို့လက်ထဲမှာဥပဒေလုံးဝမရှိတော့ဘဲနဲ့ပြည်သူတွေကိုတောင်းမှရန်သူဖြစ်တတ်မှတ်ထားပြီးတော့မှတိုက်ခိုက်မှုတွေဆက်လက်လုံဆောင်နေပြီဆိုတော့လည်းကျွန်တော်တည်ရတာပဲဖြစ်ပါတယ်ပြည်သူတည်ရလုံးအနေနဲ့ဒီတော်လိုင်းရင်မှာကိုနဲ့မဆိုင်ဘူးဆိုပြီးတော့မှမနေတင်းတော့ဘဲနဲ့ပေါ့နော်ခုဆိုရင်အားလုံးဝိုင်းဝန်းပြီးတော့မှထဲထဲဝင်ပူပေါင်းရမယ့်အချိန်ပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဦးသိမြတ်နေပြီးတော့မှငါနဲ့မတူငါရန်သူဆိုပြီးတော့မှအခုစဉ်ပြည်သူတွေဘာရန်သူတပွဲတတ်မှတ်ပြီးတော့မှတိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့အကြောင်းကိုပြောဆိုထားတာပဲဖြစ်ပါတယ်။သူဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ စစ်ကောင်စီဟာမြေပြင်မှာတက်တက်ချင်းမရှင်နိုင်တော့တဲ့အတွက်ကြောင့်လေချောင်းကနေပြီးတော့ဘုံကျဲတဲ့ဏီကိုပဲသူတို့ရဲ့အဓိကတက်ခိုက်ဏီအဖြစ်နဲ့အသုံးပြုလာပါတယ်လေချောင်းကနေတက်ခဲ့တဲ့အခါမှာလဲအရက်သားနဲ့တော်လိုင်းရဲသမားမခွဲခြားပဲနဲ့အကုန်တိမ့်ကျုံပြီးတော့ဘုံကျဲတက်ခိုက်တဲ့ဏီကိုအစပိုင်းမှာအစောပိုင်းမှာတော့သုံးပါတယ်အခုတော့အကုန်တိမ့်ကျုံပြီးတော့ရောနောတက်ခိုက်တာတော့မဟုတ်တော့ပါဘူးအခုနောက်ပိုင်းမှာအရက်သားပြစ်မှတ်တွေကိုပဲတမင်ရွေချက်ရှိရှိနဲ့ကိုတက်ခိုက်လာပါတယ်ဘာကြောင့်အဲ့ဒါလို့အရက်သားပြစ်မှတ်ကိုရွေချက်ရှိရှိနဲ့တက်ခိုက်တယ်လဲဆိုတော့ အဲ့ဒီတာမန်အရက်သားတွေကိုပါရန်သူလို့သဘောထားတာလို့ဖြစ်ပါတယ်။တော်လိုင်းရေးသမားတွေကိုစစ်ကောင်စီကသူတို့ရန်သူလို့သဘောထားပါတယ်။ဒါပေမဲ့ဒေသခံပြည်သူတွေကတော်လိုင်းရေးသမားတွေကိုထောက်ခံနေပါတယ်။အဲ့လိုထောက်ခံနေတဲ့အတွက်သူတို့ရန်သူကိုထောက်ခံအားပေးတဲ့သူဟာသူတို့ရဲ့ရန်သူလို့ပဲသတ်မှတ်လိုက်ကြပါတယ်။စစ်ကောင်စီကပြည်သူကိုတိုက်ခိုက်နေတယ်လို့ကျွန်တော်တို့ကပြောနေပေမဲ့သူတို့သဘောထားကတော့ရန်သူကိုတိုက်ခိုက်တာပဲလို့သာသဘောထားနေတာဖြစ်ပါတယ်။ဒီသဘောထားကိုစစ်ကောင်စီကဗစက်ကနေလဲထုတ်ပြောခဲ့ပြီးပါပြီ။ကိုကန့်တို့ TNL တို့နဲ့ ဆွေးနွေးပွဲတွေလုပ်ကြတဲ့အခါမှာမျိုးတွေကနေပြီးတော့ပြန်ဆုတ်မပေးလို့ရှိရင်မင်းတို့ပြည်သူတွေကိုအများပြားသိအောင်ငါတို့ကလေရင်နဲ့လာပြီးတော့ဘုံကျဲပြစ်လို့ရတယ်လို့စစ်ကောင်စီရဲ့ဒုတိယဗိုလ်ချုပ်ဒီမင်းနိုင်ကဟိုက်ကင်းဆွေးနွေးပွဲမှာပြောခဲ့ကြောင်း TNL ဒုတိယစစ်ဦးစီးချုပ်တာဖုံးကျော်ကပြန်လည်ပြီးတော့ထုတ်ဖော်ပြောကြားထားခဲ့မှုပါတယ်အခုလိုခလိငယ်တွေကိုတိုက်လို့သူတို့ဘာများအကျိုးရှိမှာလဲလို့လူအများပြားကမေးခွန်းထုတ်ချင်ကြပါလိမ့်မယ်သူတို့မှာတော့ရည်ရွယ်ချက်ရှိပြီးသားပါတော်လိုင်းရေးသမားတွေရဲ့တာသမီတွေတော်လိုင်းရေးထောက်ခံတဲ့ပြည်သူတွေရဲ့တာသမီတွေကိုတတ်ဖြတ်ပြခြင်းအဖြစ် ပြည်သူတွေကြောက်လန့်သွားအောင်တော်လိုင်းသမားတွေစိတ်ထိကအောင်လုပ်တာပါဒါမျိုးတွေများများလှုပ်ပြလို့ရှိရင်တော်လိုင်းသမားတွေစိတ်သက်ကြသွားလိမ့်မယ်လို့သူတို့ကမျှော်လင့်နေတာပါအခုအိုရင်းကွဲမှာကလေးငယ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်တာဟာဆေးရဆုံးမှုပါအလွန်ကြီးလေးတဲ့ဆေးရဆုံးမှုကြီးပါအခုတိုက်ခိုက်မှုဟာပစည်းကြီးတိုက်ခိုက်မှုနဲ့ထတ်တူနေပါလို့ပြတ်ထမှာတယ်လက်ရကုန်းစာတင်ချောင်းကိုတိုက်ခိုက်မှုလို့ပဲအင်မတန်ရိုက်ဆိုင်ရုံပါပါတယ်အိုထရင်းကွင်းတိုက်ခိုက်မှုဟာပစည်းကြီးနဲ့လက်ရကုန်းကိုပေါက်ထားတယ်လို့ပါပဲ ဒုတိယဗစီကြီးဒုတိယလက်ရက်ကုန်းလို့ပြောရမှာမဟုတ်ပါဘူးမိုးကောင်းကင်ဘုံကနေပြီးတော့ခလေးလေးတွေကိုသေတံပေးသွားတဲ့လေတက်ကစစ်ဖို့တယ်နေပြီးတော့အိမ်ကြီးအိမ်ကောင်းတွေမှာထိုင်ပြီးတော့ခလေးငယ်တွေကိုသေတံပေးနေတဲ့ဘိုးချုပ်ကြီးတွေအနေနဲ့အဲ့ဒါလိုအလားတူကံကြမ္မာမျိုးဟာတနေ့နေ့တစ်ချိန်ချိန်မှာသူတို့စီတပတ်ပြန်ရောက်လာနိုင်တယ်ဆိုတာမျိုးသူတို့တသမီမြင့်မြင့်တွေအပေါ်မှာကြားရောက်လာနိုင်တယ်ဆိုတာမျိုးကိုတွေးမှတွေးဘူးကြားရလားမဆိုတတ်ပါဘူးခင်ဗျာ ဒီမှာဦးသိမ်းမြတ်ပြောထားသလိုပဲအခုဆိုရင်စစ်ကောင်စီဘူချိုးတွေရတယ်ပြီးတော့မှဒီလိုမျိုးတိုက်ခတ်မှုတွေဆက်လုပ်ဆောင်နေအောင်အခုလိုမျိုးအမိန်ပေးမှုတွေများစွာလုပ်နေတာပြီးတော့မှတကယ်တမ်းကျတော့အချက်မှရှိတဲ့ကျွန်တော်တို့ P2P သားတွေကတော့စစ်ကောင်စီရဲ့ရင်သူတပွဲဆက်ဆံချက်ကိုလည်းခုဆောင်ခံရတာဖြစ်တယ်။ဘောမတွေဘက်ကနေပြီးတော့မှကျွန်တော်တို့ PDF တွေကနေပြီးတော့မှသူတို့လက်လုံးမိုင်းတွေပောက်ွက်ပြီးတော့မှအခုလိုမျိုးတည်ဆုံမှုတွေပြရတယ်ဆိုပြီးတော့မှမျောလုံးမျောဆဆွဆွပြီးတော့မှပြောဆိုမှုတွေလည်းရှိနေတာဖြစ်ပေမဲ့တကယ်တမ်းကျတော့ပေါ့နော်စစ်ကောင်စီနဲ့ လေးတက်ကဘူချိုတွေကလည်းပြတော့မှဒီလိုမျိုးဆက်လက်ပြတော့မှလှုပ်ဆောင်နိုင်အောင်အထက်ကနေပြတော့မှတောက်လျှောက်ကိုအမိန်ပေးဖို့လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့အထူးသဖြင့်ဒီလေးချောင်းကစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေအရာရှိတွေကိုပြစ်မှတ်ထားပြတော့မှဒီမရှင်နေနဲ့အခုဆိုရင်တက်ခတ်မှုတွေလည်းလှုပ်ဆောင်တော့တော့မယ်ဆိုပြတော့မှကျွန်တော်တွေ့ရတာဖြစ်ပြတော့မှဒါကတော့ကျွန်တော်ဘက်ကနေပြတော့မှသူတို့ကိုပြန်ပြတော့မှပြပေးတော့မယ်ပေါ့နော်တဘောမျိုးတွေ့နေရတာပဲဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ရှေ့မှာလဲဒီတက်ပိုပီမှာဆွေးရတဲ့ပြမှုပေါ်မျိုးဆိုတော့လက်ကျွလွန်ထားတာမို့လို့ဒီတက်ပိုပီမှာဒီကောင်တွေရဲ့ဒီပြမှုတွေ မလွန်လောက်အောင်ကျွန်တော်တို့ကလည်းပြတော့မှအမြန်ဆုံးပေါ့နော်ထိန်းချုပ်ပြီးတော့မှဖြိုးချရမယ့်အချိန်ရောက်နေပြီဆိုတော့လည်းကျွန်တော်ချက်တည့်ရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စက်ကောင်စီတို့လိုမျိုးမှ USM ပြတော့မှပြည်သူတွေပေါ်မှာရေးစစ်စစ်နဲ့တပြက်မှုတွေလှုပ်ဆောင်တာနောက်ကွယ်နေပြတော့မှပံပိုးကူညီနေကြတဲ့တရုတ်ရုရှားတို့ရဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီးတော့မှ NUG ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စပီတမှာကြည့်လိုက်ရအောင်နော်အကြမ်းဖက်စစ်ကောင်ဆောင်မင်းအွန်လိုင်းနဲ့အပေါင်းပါတစုဟာသူတို့ရဲ့အာဏာတည်မြဲရေးတစ်ခုတည်းကိုသာရှေ့ရှုပြီး ပြည်သူလူထုရဲ့အခွင့်အာဏာတွေကိုထင်သလိုအသုံးပြုနေသလိုအချို့သောနိုင်ငံတွေနဲ့နျူကလ িয়ার စွမ်းအင်သုံးဓာတ်ပိတ်ဆက်ရုံတိစောက်ခြင်းစတဲ့လုပ်ငန်းစာချုပ်တွေချုပ်ဆိုပြီးတိုင်းပြည်ကိုလည်းအမျှော်အမြင်ကင်းမဲ့စွာအသုံးချလျက်ရှိနေပါတယ်။ဒီလိုလုပ်ရမျိုးတွေဟာနောက်တစ်ချိန်မှာမြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေသာမကဒေတာတွင်နိုင်ငံတွေနဲ့အဲ့ဒီနိုင်ငံတွေရဲ့ပြည်သူလူထုတွေရဲ့လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုပါထိပါးလာနိုင်တဲ့အခြေအနေမျိုးဖြစ်တာကြောင့်ဒေတာတွင်နိုင်ငံတွေအနေနဲ့မြန်မာပြည်သူလူထုနဲ့အတူ တော်လိုင်းရဲ့အင်အားစုတွေနဲ့အတူရပ်တည်ပြီးအထူးအလေးထားတုံ့ပြန်ဆောင်ရွက်ကြဖို့ပြောကြားလိုပါတယ်။ဒီတော်လိုင်းရဲ့ကာလတခြားဂျမ်ဘတ်ဆေးအုပ်စုကကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေကြောင့်အသက်အိုးအိမ်စီးတဲ့တွေပျက်စီးဆုံးရှုံးခဲ့ကြရတဲ့ပြည်သူတဦးတယောက်ချင်းစီတိုင်းနဲ့ကြာဆုံးခဲ့ကြသောတော်လိုင်းတပ်ဖွဲ့ဝင်များအားလုံးအတွက်တရားမျှတမှုတစ်ခုကိုပြန်လည်ရယူနိုင်ဖို့ဟာမြို့သားညိုရေးအစိုးရအပါအဝင်တော်လိုင်းရဲ့အင်အားစုတွေအားလုံးရဲ့တာဝန်ဖြစ်တယ်လို့ကျွန်တော်တို့ခံယူထားပါတယ်။ဒါကြောင့်လေမြို့သားညိုရေးအစိုးရရဲ့မာဗီဝါဥတီကျဲ၆ချက်ထဲမှာ ရိပခအတွင်းလိန်နှင့်ကြားမအပေါ်အခြေခံသောအကြမ်းဖက်မှုများပါဝင်မတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရရှိရေးနှင့်အတွင်ကူးပြောင်းရေးကာလတရားမျှတမှုရရှိရေးလုပ်ငန်းစဉ်ကိုပေါ်ဆောင်ရန်ဆိုတဲ့အချက်ကိုထည့်သွင်းထားတာပဲဖြစ်ပါတယ်။ပြည်သူလူထုတရားလုံးရဲ့လိုလားတောင်းတချက်ဖြစ်တဲ့ Federal Democracy ပြည်တော်စုထူထောင်နိုင်မှုနဲ့ယင်းဤပေးဆက်ခဲ့ရသူများအလုံးအတွက်တရားမျှတမှုကိုပြန်လည်ရယူနိုင်မှုကြာဆုံးနေပြီးသော PDF ရဲဘော်အပေါင်းနဲ့ဒေါ်လာရေးတပ်ဖွဲ့ဝင်အလုံးတို့ရဲ့မပြီးဆုံးသေးသောတာဝန်တွေကိုထပ်တိုးထမ်းပိုးရင်း တော်လန်ရေးဆောင်ငန်းတိုင်အောင်မြင်သည့်အထိဂျိုးပန်းဆောင်ရွက်သွားမယ်လို့ကတိပြုရင်းအစီအစဉ်ကိုဒီကုန်းချုပ်လိုက်ပါတယ်။ဒါတော့ပါနော်ကျွန်တော်တို့ NUG ဝန်ကြီးချုပ်ရင်ပြောခွင့်ပို့ဖို့ဖြစ်တဲ့ခုနေ့ဘုံလကနေပြတော်မှာစကောက်စီနဲ့အခုစံတေရုရှားတို့ရဲ့နျူကလ িয়ার အစီအစဉ်တွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ပြည်သူတွေပေါ်မှာဆက်လက်ရုံမှာအကြောင်းတွေကိုနိုင်ငံတကာကိုချက်ပြတ်ပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်အားလုံးလည်းသိရှိထားတဲ့အတိုင်းအင်းနီချင်းနိုင်ငံဖြစ်တဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာဆိုတော့အခုဆိုရင်နျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဖြစ်ဖြစ်ခုဆိုရင်တတ်မဲ့ဖြစ်မဲ့ဆိုရဲပါတော့ မော်ဆန်မျိုးတွေနဲ့တော်တော်လေးအခြေအနေတင်မာနေတာကိုကျွန်တော်ခြေချင်းအဖြစ်နျူကလ িয়ার ပိုင်ဆိုင်တဲ့ဆိုတော့ဖြစ်လာမဲ့အကျိုးဆက်တွေကတော့များစွာဒီအဆိုးဘက်ကိုဥတည်နေတယ်ဆိုတော့လည်းကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။အင်းဒီချင်းနိုင်ငံတွေရဲ့လူချင်းနဲ့အာမခံမှုပိုင်းတွေကိုစစ်ကောင်စီရဲ့နေပြည်တော်မှာတရိုက်ချင်းချောင်းနိုင်မှာဖြစ်တယ်လို့ဒါပေါ့နော်ကျွန်တော်ဒီအင်းဒီချင်းနိုင်ငံတွေအထူးသဖြင့်အာဆီယံနိုင်ငံတွင်းတွေနဲ့စစ်ဆင်ရေးပိုင်းမှာလည်းဆွေးရဆွာတိုက်ခိုက်မှုဖြစ်ပေါ်လာနိုင်တယ်လို့လည်းကျွန်တော်အားလုံးသိရှိထားတာမို့လို့ဒီစစ်ကောင်စီရဲ့နျူကလ িয়ার စီစဉ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော် အခုဆိုရရင်ငငားနေပြီးတော့မတေချာလေးကောင်းကပြီးတော့မအေးရုံမှုတွေစက်တိုင်းလို့ဆောင်နိုင်ဖို့လိုအပ်နေပြီဆိုတဲ့အကြောင်းလည်းသိရှိထားရပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ဒီဘိုးမွားရဲ့ကွက်ကဇဘွင်းကျော်စိုးတဇင်းလူကနေပြီးတော့မှဒီကျွန်တော်တို့ဦးထင်းကွင်းကျေးရွာစာတင်ကျောင်းဘုံကျက်တက်ခဲခံရတဲ့နဲ့ပတ်သက်ပြီးတော့မှ PDF တွေကိုဘယ်လိုမျိုးဆွဆွဲပြီးတော့မှအားချောင်းထားအောင်မလဲဆိုတာကျွန်တော်စပီဒီမှာကြည့်လိုက်ရအောင်နော်။ကလေးတွေကိုတို့ရကွာဆန္ဒပြဖို့ဆိုပြီးတော့တို့ကခေါ်လိုက်တယ်ကလေးတွေခေါ်ခေါ်ပြီးသွားချိန်မှာအဲ့မှာဒီဘေးစာတင်ကျောင်းထဲမှာ သူတို့အရင်ကတည်းကမှ drone တွေဘုံတွေတွေလုပ်နေတာရှိတယ်။အဲဒီပစ္စည်းတွေကကလေးတွေရဲ့အစိုးရမှုကြောင့်ထင်ပါရဲ့ထပြီးပေါက်ကွဲတယ်ထောက်ကွဲပေါက်ကွဲတော့သူတို့ကသူတို့ဖြစ်ပြီးတော့တေးတာအဲ့ဒါကိုတပ်မတော်ကနေပြီးတော့လေနဲ့ဘုံကျဲပါလေဆိုပြီးတော့ကတော့ပါပြောရမှာမကောင်းရှင်။ဟုတ်မပြောပါဘူး။ဟုတ်ပါဆက်ပြီးတော့ရှောက်ပြီးဝါရခံပြီးတင်တာ။ပြောရရင်တော့တက်မတော်ပေါ်မှာလူမုံးပြီးလူထင်လွဲအောင်လို့ပြီးသူလူထင်လွဲအောင်တော့အဲ့တော့ကျွန်တော်ချောင်းနေရတယ်။ဟာမင်းတို့မင်းတို့အချာချောင်းနေတာငါတို့ကမုံရမျိုးကြီးတမျိုးလုံးဒီမှာတိုင်းသိပြည်ပြီးပြည်ပမီဒီယာတိုင်းသိပြည်ဒီဇင်ဦးတိုင်းသိပြည်ဒီစပီကာဓမ္မကြီးဦး ဒီမှာဒီမှာအတော်လုံးပဲဒီမှာအတော်လုံးပဲဒီမှာဒီမှာငါတို့တွေကငါတို့ရဲ့လိုနေနေတာကိုငါတို့ကကလင်အောက်ပုံနေဆိုတော့မင်းတို့မီဒီယာနဲ့ထိုက်လို့မရဘူးเนาะသူများအထမင်းစားပြီးတော့မှမင်းတို့ခေါင်းထဲမှာရောက်တဲ့ချီးတွေရောက်နေတဲ့လူတွေပဲယုံမှာ9:55မိနစ်ည9:55မိနစ်9:55မိနစ်အာစစ်စီတော့ရအောင်မြောက်4:00ကစစ်စီအာအာစီယံကြီးအာစီယံကြီးဟာအဲ့တော့မင်းတို့ဆူတောင်းဆူတောင်းမုံရမျိုးအေးချမ်းနေပြီเนาะဒီမှာဟိုဟာနဲ့မထားရမှာတော့ဒီကောင်းတွေ နော်ဟိုနတ်သကအစိုးရအဖွဲ့ဝင်စကိုင်းတိုင်းဝင်ကြီးချုပ်ကြီးဦးမြတ်ကျော်တို့နဲ့နော်ပူပေါင်းပြီးလှုပ်တဲ့အလုပ်တွေအလုံးဟာမုံရွာကအေးချမ်းသာပြုလာတဲ့အချိန်မှာမင်းတို့ရဲ့နော်ကြာဆုံးခြင်းမနာလိုမရှုစိတ်ဝင်တို့ခြင်းဟာနော်တန်းပြီကိုဖျက်လို့ဖျက်စီလုံးမဲ့မင်းတို့ရဲ့အကြံဉာဏ်တွေကိုပြည်သူလူထုတွေမယုံတော့ဘူးဘာလို့လဲဇော်ဘုန်းကြီးတို့ဂျိုဆိုးဦးတို့တစင်ဦးတို့မုံရွာကိုရောက်လာတာကိုမင်းတို့မှာစွတ်တိုက်ကြုံနဲ့ပြည့်ရတယ်တော့ကွာအေးရတော့မရဘူးနော်ဒါမှကအေးရတော့မသိဘူး တက်ရင်ကတကူကမသိဘူးဘယ်တော့ပြစ်ကြလဲမသိဘူးဟုတ်ကဲ့ဒီမကြီးဟုတ်ကဲ့မင်းတို့ပြောတဲ့အတုံးကဒါငါတို့ကအတော့မပြတ်ဘူးအတက်လည်းမပြောက်ဘူးအဲ့ဒါမင်းတို့စူတော့စူတော့မင်းတို့ PDF တွေချင်းချင်းမျိုးချင်းချင်းပါလို့ပါချင်းချင်းမြင်တယ်ပါဒီကောင်လေးလောင်းတွေကိုငါးစာကျွေးမယ်ခွေးစာကျွေးမယ်လရစာကျွေးမယ်ငါးစာကျွေးမယ်ငါးစာကျွေးမယ်အင်းကျွေးမယ်ငါးစာကျွေးမယ်အင်းကဲဒီကောင်လေးကတော့တော်တော်လေးကိုတရားလိုနေပြီနော်ကျွန်တော်တို့ PDF တွေကိုစင်ခေါ် ြောဆိုမှုတွေလည်းအခုစဉ်လောလာတဲ့ပြင်ဒီမွေရရောက်နေတဲ့အချိန်မှာပဲဒီစာတင်ကြောင်းတိုက်ခိုက်ခံတဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပီရီယက်တွေကလည်းဘယ်တော့မှတိုက်ခိုက်မှုလုံးဆောင်ခဲ့တဲ့ဆိုတဲ့သဘောမျိုးနဲ့ဆွဆွဲပြီးတော့မှပြောဆိုနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အားလုံးလက်သိရှိထားတဲ့အတိုင်းဗီတိုနဲ့ပီရီယက်ပူပေါင်းတဖုံတွေရဲ့ဟန်ချင်ညီနဲ့ဆောင်ရွက်မှုတွေနဲ့သူတို့ဒီလိုမျိုးအတန်းစားလော်ဘီတွေကိုအပြည့်ရှင်းဖို့ခုဆိုမှဝင်စူးစမ်းထုတ်မယ်ဆိုပြီးတော့ပြောဆိုမှုတွေလည်းရှိလာတာပဲဖြစ်ပါတယ်ဒီကောင်တွေရဲ့ပြောစကားနဲ့ပတ်သက်ပြီးတော့မှကြည့်နေကြတဲ့မြို့ပပြည်သူတွေဘက်ကနေမြို့တော်မှာလည်းကိုယ့်ရဲ့မြင်လေးတွေကို ခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ဟုတ်ပြီကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ဦးကြည်မြတ်နေပြီတော့မှမြောက်လိုက်ရဲ့ရုရှားခီးစင်နဲ့ပတ်သက်ပြီးတော့မှတရုတ် သမ္မတနဲ့ရုရှားသမ္မတပူတင်တို့နဲ့တွေ့ဆုံတဲ့ပုံမှာဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ဟိုမိတ်ကလေးတွေကတော့ဟိုသူတို့ကတော့ဟိုသူတို့ကတော့မိတ်ကလေးတွေနဲ့ဝင်းမှာကျွန်တော်ယောက်ျားလေးတို့ညာကတော့အရက်တောက်တွေဖေးရိုက်တယ်ဆိုတာငယ်စဉ်ဖြတ်တန်းတာတွေပေါ့။ဖြတ်တန်းတဲ့အခါကျတော့ကျွန်တော်တို့ဖေးရိုက်တယ်ဆိုတာပတ်စံလေးကလည်းနည်းနည်းရှိအောင်ပါလေ။ ့ပတ်စံလေးရလည်းရှိဘူးပေါ့ပြီးတော့ဝိုင်းထဲဝင်ရိုက်တာလေဘေးဒိုးနဲ့လည်းမတူသေးဘူးလေဝိုင်းထဲဝင်ရိုက်တယ်ဆိုတဲ့လူကပတ်စံလေးရှိပြီးတော့သူကတကယ်ဝါလဲရှိနေတယ်လို့မျိုးဝိုင်းထဲဝင်ရိုက်ရတာကျန်နေပေါ့ဗျာခလေးအစင်းလောက်ဒီကျွန်တော်တို့အကိုတွေဖဲရိုက်တယ်ဆိုကျွန်တော်တို့ဘေးဒိုးလောက်ပေါ့ဗျာအဲ့လိုပေါ့နော်အဲ့လိုပေါ့ဗျာအဲ့တော့ရုရှားဖဲကိုကင်ပြီးကစားတယ်ဆိုကလုံးကတော့ဟိုမင်းအွန်လိုင်းကိုမလာဘူးချင်းမြရရောက်သွားပါဘာမှမသူအိုက်စင်မရှိပါဘူးပတ်စံလည်းမရှိပါဘူးနော်ဘေးဒိုးလောက်ပါ ဘေးရိုးအဆင့်လောက်ပဲဒါမှမဟုတ်ရုရှားဖဲကိုကိုင်းကစားလောက်အောင်အဲသူကအဲ့လိုဝိုင်းနေဝင်လောက်တည်းအဆင့်မရှိပါဘူးအဲကျွန်တော်ဒီလိုလဲပဲကျွန်တော်ကျွန်တော်ဖြတ်တန်းလဲအတွေ့အကြုံကြီးကဒီလိုမြင်ပါတယ် ဟုတ်ကဲ့ဆရာအဲ့တော့နောက်တစ်ခုကတော့ဒီဒီတွေ့ဆုံပွဲမှာပေါ့နော်ဒီစကောင်းဆောင်ကနေပြီးတော့ဒါတရုတ်သမ္မတရှီကျင်းဖင်ကိုပေါ့နော်သူရွေးကောက်ပွဲကိစ္စပြောလိုက်တာရှိပါတယ်ဆရာအဲ့တော့သူ2025အကုန်လောက်မှာလုပ်မယ်ဆိုတာမျိုးပေါ့နော်ဒါနဲ့ပတ်သက်ပြီးတချို့ကလည်းမဖြစ်နိုင်ဘူးလို့ပြောကြတာမျိုးတွေလည်းရှိတယ်တချို့ကလည်းရစ်ချွေမယ်ဆိုတာရစ်ချွေရနိုင်တယ်ပေါ့နော်ဖြစ်တော့ဖြစ်နိုင်တယ်ဒါပေမဲ့ရစ်ချွေရနိုင်တယ်ဆိုတာမျိုးပြောနေကြတာမျိုးလည်းရှိတယ်ဆရာကဘယ်လိုယူဆတယ်လဲဆရာဟိုရစ်ချွေသွားနိုင်တယ်လို့တောင်ဒီလိုထင်နေဘာဖြစ်လို့လဲဆိုတော့ဒီလောက်ကြီးကျယ်တဲ့ငရင်ကြီးကနေပြီးတော့ဆိုပြက်ပြီးရန်ကုန်ရိုးလို့ရွှေ့ရမိတယ်ရတယ်မလား အဲ့ဒီခါမှာရွေးကောက်ပွဲကိုစိတ်အေးလက်ကြီးလုပ်ဖို့အတွက်အသင့်မဖြစ်နိုင်ဘူး။ဒါကြောင့် तू ထုံးစံအတိုင်းလည်းပဲ။ तू ကတော့မနာဘူးလေ။နောက်ထပ်ဘလောက်ပဲရွှေ့ရရွှေ့ရဘူး။ तू ကတော့အာနာရှင်တက်တန်းကိုဆွဲဆန်နေတယ်။ငကူတွေက2020နှစ်ထဲမှာလုံးလို့ရတာပဲ။နောက်ထပ်လုံးလို့ရတယ်။တမင်သားတဲ့အာနာရှင်တက်တန်းကိုဆွဲဆန်လာတာ။ဆန်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 လာတာ။အဲအဲ့ဒီ2020နှစ်နဲ့အခု2005နှစ်ကလုံးဝမတူတော့ဘူးလေ။အဲ့တော့ဒီချိန်မှာတကယ်ရွှေ့မယ်ဆိုဒီချိန်မျိုးကရွှေ့ရမယ့်အချိန်မျိုးပေါ့။သို့တော်လည်း तू ကစကားတွေလည်းလွန်ထားပြီ။ရွှေ့လာတာလည်းများလာပြီ။ ။နောက်ရှိကြည့်မလို့ခေါင်းဆောင်မျိုးကိုတောင်းပါပဲ။ဂရိတွေပေးရပြီဆိုတဲ့အခါကျတော့အဲသူရွေးကောက်ပွဲကတော့လောက်လာမဲ့သဘောရွှေ့ဖို့တော့ခက်သွားပြီဆိုတဲ့သဘောသွားပြီးရတယ်။တော်တော်လည်းပဲရွေးကောက်ပွဲဆိုတာမျိုးကဒီနေ့ဒီခုနေ့ဘူးတွေမထွက်သေးဘူးကြာ။သူ6လလောက်ကြိုးပြီးပါတီတွေလှုပ်ရှားခွင့်မရပါဘူး။အတက်တက်ကန်ဆိုလို့ကြည့်ရင်ဒီနေ့ထွက်ပြောပြီးစီရိုနာမှာစန္ဒရှင်ပွဲလုပ်ပြီးတော့မာကာလုပ်မဲ့ရွေးကောက်ပွဲဟာအင်မတန်ကိုတန့်ရှင်းပြီးတော့အင်မတန်ကိုကလည်းတရားမြတ်တဲ့ရွေးကောက်ပွဲကြီးဖြစ်မှာပါဆိုပြီးတော့ဟလာပြောလို့ အဲ့ဒါပြောချင်တာကတော့ဒီရွေးကောက်ပွဲကတော့ရွှေ့ပက်ကရွှေ့မဲ့ရဟိုင်းတို့ကတော့နဲသွားပြီအဲ့ဒီလိုကျွန်တော်မြင်ပါတယ်ဗျာဒါတော့ဗောနော်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီးတော့မှအခုဆိုရင်နိုင်ငံရေးလှုပ်ရှားပါတီတချို့ကလည်းပြန်တော့ဝင်ရောက်ရှိမယ်ဖို့ကြိုးစားနေတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ကြားသိရတာပြပြမှာဒီကြားထဲမှာမြောက်လိုင်းနေနဲ့ဒီတရုတ်နဲ့ရုရှားကလည်းပြန်တော့ရွေးကောက်ပွဲကိုအပြေအဝါထောက်ခံပါတယ်ဆိုတော့ပုံစံမျိုးတွေနဲ့ပြောလို့မျိုးစားပြောဆိုတော့တယ်ဆိုတော့ကျွန်တော်တို့ကြားသိရတာဖြစ်ပါတယ် ဒီနိုင်ငံကနေပြီးတော့မှကျွန်တော်တို့တော်လိုင်းမှာထက်ထက်ဝင်နေဝင်အောင်တော့ရှုပ်မှုတယ်လို့ဆောင်နေတာပြီးတော့မှအခုစဉ်စကောင်စီနေနဲ့ကျွန်တော်တို့ပြည်သူတွေတစ်ဖက်တဲ့နေရာမှာတုံးနေတဲ့နောက်ဆုံးပေါ်ဒီလက်နဲ့နှိပညာတွေလည်းသူတို့ကနေပြီးတော့မှထောက်ပံ့ထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူပြည်သားတွေကတော့ကိုရရာနေနဲ့ဝင်ပြီးတော့မှစူးစမ်းနေကြတာဖြစ်လို့အခုဆိုရင်ကျွန်တော်တို့ဒီတော်လိုင်းမှာလိုအပ်ဆုံးဖြစ်တယ်ပေါ့နော်တပေါင်းစုခုတည်ဆောက်နိုင်ဖို့အတွက်ဝင်ဝင်ပြီးတော့မှအားလုံးလှုပ်ဆောင်နိုင်ဖို့လွမ်းနေတာပဲဖြစ်ပါတယ်ပြည်သူတွေအလုံးအနေနဲ့လည်းစိတ်မပြအမြော်ပဲနဲ့ကျွန်တော်တို့ဒီတော်လိုင်းမှာထက်ထက်ဝင်ပူပေါင်းပါဝင်ရင်းနဲ့ အားလုံးမျှော်မှန်းထားတဲ့အတိုင်းကျွန်တော်ပေါ့နော်ဒီ Federal Democracy Lansing ရရှိနိုင်ကြိုးစားကြပါဆိုလို့ပြောရင်လည်းကျွန်တော်ဒီနေ့နေခင်းမှတစ်ဖက်ဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ကျမ်းသာခွေးကြမှာခြင်းနဲ့ပြည့်စုံပြီးတော့မှတာရဲချမ်းတဲ့နေ့တည်လေးပတ်စံကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။